ပြင်းရင်းကထွက်တဲ့တတိဝလံပန်းမန်တွေကိုပြပစည်းကွက်မှာကြကြပြက်ပြက်တင်ပို့ခွင့်ရလာတဲ့အခြေအနေတွေဖြစ်လာနေပါပြီ။ဒါကြောင့်ဒီကနေ့ဖေဗူလာ3ရက်မြန်မာနိုင်ငံကုန်သည်ဆက်မှုအသင်းချုပ်မှာအမျိုးသားပို့ကုန်မဟာဗျူဟာအရာထပ်မံညှိနှိုင်းတာတွေနဲ့အတူပြပစည်းကွက်ကိုအရှိန်မြင့်တင်နိုင်မှုစီးပွားကူးတန်းကတာဝန်ရှိသူတွေနဲ့စိုက်ပျိုးထုတ်လုပ်သူတွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။အဆင်ပြေတဲ့ နေရာတွေကိုပို့တော့မယ်ဆိုရင်ပို့ရမယ့်လိုအပ်ချက်တွေကိုဥရုပကသိအောင်စုံစမ်းပြီးတော့ဒါ exporter တွေရောထုတ်လုပ်သူတွေရောဥရုကအတိပေးရပါမယ်ဒါနိုင်ငံတော်ဘိုင်းကဆိုရင်ဥရုစီးပွားကူတန်းကလုပ်ပေးရပါမယ်ဥက overseas ကများများစားမပို့ပေးနိုင်ပို့နိုင်သေးပါဘူးအဓိကဥရုရှိရာထွက်လာတဲ့သီးနှံတွေမှာခုနနိုင်ငံတကာလိုအပ်တဲ့ requirement ပေါ့နော်သူတို့လိုအပ်ချက်တွေမှာပို့မွှားဆိုတာမှာအသီးတွေထဲမှာများသောဖြင့်ဒီပို့ပို့လေးတွေပါတတ်ပါတယ်ဒါဒီကင်းရှင်းကြောင်းကိုသူက ဒီစစ်စစ်ပြီးတော့နော်သူထုတ် ထုတ်ပေးနိုင်ဖို့နောက်တစ်ချက်ကသူ့ရှင်မှာဓာကျွန်းတက်ကြံပေါ့နော်ကိုသစီအကျဉ်းကြံနေဒါဒီကင်းစင်တဲ့အကြောင်းဒါ certificate တွေပေးနိုင်ဖို့အဲ့လိုကင်းစင်တဲ့ပစ္စည်းတွေထုတ်နိုင်ဖို့အည်သွေးမြင့်မြင့်ဖို့ပေါ့နော်အဲ့ဒါတွေအများကြီးလိုအပ်ပါတယ် ရခိုင်ကလည်းတင်ပို့မှုတွေရှိနေပေမဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံကလွှဲရင်အခြားဝယ်လက်ကမရှိသလောက်ပါပဲတရုတ်ကလွှဲလို့ဥရောပဖွဲ့ဝင်နိုင်ငံတွေအပါအဝင်ဂျပန်ကိုရီးယားစတဲ့နိုင်ငံတွေကိုတင်ပို့တဲ့အခါမှာတော့သူတို့နိုင်ငံတွေရဲ့အရေးအသွေးဆန်သတ်မှတ်ချက်တွေအတိုင်းဆောင်ရွက်ပေးနိုင်မှုမရှိတာကြောင့်တင်ပို့ခွင့်မရှိခဲ့ပါဘူးကျွန်တော်နိုင်ငံကချိန်ကဆက်ရှင်တွေပိတ်ခဲ့တဲ့အိန္ဒိယနိုင်ငံတွေတဲ့ကွန်ပျူတာကိုတားရတယ်။ဒါကြတဲ့အခါ international standard ကိုလိုက်လို့ဖို့မလိုပါဘူးကွာဆိုတဲ့ အပြည့်အမြင်လေးရှိခဲ့တဲ့အတွက်ကျွန်တော်တို့မှာတခြားနိုင်ငံတွေလိုဒီတာတွေပါမှရှိမှာလေကျွန်တော်တို့ဘယ်လိုလုပ်ရလဲအခုကျွန်တော်တို့စပြီးတော့လုပ်ခဲ့ပြီမှာကျွန်တော်တို့အသေးသာဖြစ်တယ်အဲ့တော့တခြားဒီတာဒေသကိုကျွန်တော်တို့ကဒါနဲ့ပိုကောင်းတဲ့ဈေးကွက်ဝါမယ်ဆိုရင်လက်ရှိ quality နဲ့မရဘူးကျွန်တော်တို့ဘက်ကဘယ်လောက်ပဲတရားဝင်တဲ့ခုံတွေခုခုံကောက်တွေနဲ့ gate တွေဒါရှိပြီတစ်ဖက်တရုတ်နိုင်ငံကိုရောက်သွားတဲ့အခါမှာတရုတ်နိုင်ငံကလည်းဒါကြီးရောက်ပုံစံမဟုတ်ပါဘူးသူတို့က ့ရဲ့တရုတ်ပြည်မကြီးရဲ့ policy ရဲ့အောက်မှာပဲနေပါတယ်ဒါစီမျက်စိတစ်ဖက်ပိတ်ပြီးတော့ကုံတွေချင်းလက်ရှိချိန်မှာတော့အာဆီယံဒေသတွင်လွတ်လပ်သောကုံသွယ်မှုအတိုင်းအဝန်မှာမြန်မာနိုင်ငံဘက်ကတည်ကြတဲ့ကုံသွယ်မှုအခွင့်အရေးတွေရရှိဖို့ပြင်ဆင်လှုပ်ဆောင်ခြင်း၅နှစ်ရရှိနေပေမယ့်ရေရှင်မှာရက်တည်ဖို့မလွယ်ကူနိုင်ကြောင်းကိုလည်းဆွေးနွေးပွဲမှာဥအောင်ကျော်ဦးကဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံကတင်ပို့တဲ့သီးနှံတွေမှာဖရဲနဲ့သခွားမွေးကအဓိကပို့ကုန်ဖြစ်ပြီး2016ခုနှစ်မှာအမေရိကန်ဒေါ်လာတန်း60ပို့တင်ပို့နိုင်ခဲ့တယ်လို့သိရပါဗျ။